အားလုံးပဲမြင်လာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမြင်လာပါဆိုတော့ Tottenham Hotspur အသင်းကပြီးခဲ့တဲ့နှစ်ပတ်တုန်းကမှ Europa League Champion ယူပေးတယ်နှစ်ပေါင်း42နှစ်တွင် club ရဲ့ European Flag ကိုရယူပေးပြီး16နှစ်အတွင်းမှာ Flag လက်မှတ်အဆုံးသတ်ပေးခဲ့ပေမဲ့သူတို့ရဲ့နီးပြား Australia နီးပြား Ange Postecoglou ယာရုကထုတ်ပယ်လေကြောင်း Sportnet Hotspur ကတရားဝင်ကြေညာခဲ့တယ် ဒစီရှင်ကိုတော့ဥခရာဖြစ်သူဒန်နီယယ်လီဗီကချမှတ်ခဲ့တာဖြစ်ပြီးတော့ဒါအခုအသက်59နှစ်ရွယ်ရှိတဲ့အန်ချ်ပေါ်ဆိုကိုဂရုကထော့တနမ်ဟော့စ်ပါကနေထွက်ခွာသွားပြီးတော့ယာဒူကထုတ်ပေခံရပြီဖြစ်တယ်။ဆိုတော့ထော့တနမ်နဲ့ပတ်သက်လို့ပေါ့လေဒါအခုလက်ရှိအနေထားအရစပါတင်ကဒါဘယ်လိုပြောမလဲဆိုတော့ဒါကျွန်တော်နားမလည်တဲ့အချက်ကထော့တနမ်ကလက်ရှိမှာထိတ်တန့်အဆင့်ရှိတဲ့ နီးပြတွေကိုအချိန်ချင်းခန့်ပြီးတော့မှတယောက်ပြီးတယောက်ဒါဂျိုဆေမိုရီညိုလက်ထက်ကပြကျွန်တော်နံပါတ်1အနေနဲ့ EFL ကကိုမန်ချက်စတာစီးတီးနဲ့သူတို့ကန်ရမယ်မကန်ခင်တပတ်အလိုမှာဖက်ဒီထော်တန်ဟော့စပါရဲ့ဒီနီးပြဂျိုဆေမိုရီညိုကိုအန်ဒီဟိုအိုခရာဒန်နီယယ်လီဗီကထုတ်ပယ်လိုက်တယ်အိုက်ဖိုင်နယ်ကို Ryan Mason နဲ့ဒီ Spurs ကတွားကစားပြီး final မှာရှုံးသွားတယ်။ Mauricio Pochettino က9နှစ်အတွင်း Spurs ကိုအကောင်းဆုံးပုံစံနဲ့ ဒါ Champion League ဝင်ခွင့်ဇက်တိုက်ရအောင် လုပ်ပေးတယ် Champion League Final ကိုတက်အောင်လုပ်ပေးတယ်ဒါပေမဲ့ Transfer Window မှာပြောတဲ့အသုံးအနှုန်းတွေကို Antsposo ကိုဒီဘယ်လိုပြောမလဲဒီ Daniel Levy ကမကြိုက်တဲ့တော့ Mauricio Pochettino ရလလီနည်းနည်းလေးဆိုရော Spurs ကယာတို့ကထုတ်တယ် now antonio conte ဝင်လာတယ် antonio conte ဆိုရင်ရောက်နေရအသင်းတိုင်းမှာ champion ဖြစ်တဲ့နီးပြပါ jose mourinho လိုပဲဒါသူကအခု chelsea သွား chelsea champion juventus napoli inter milan ဒီလိုအောင်မြင်တဲ့နီးပြကဒီဘယ်လိုပြောမလဲဆိုတော့အန်တိုနီကွန်တီကပထမတင်မှာဒါထော်တန်ဟော့စ်ပါကိုချန်ပီယံလိဝင်အောင်လုပ်ပေးတယ်။နောက်ရာသီမှာစပါစကက်ဒန်နီယယ်လီဗီကယာဒူကထတ်ထုတ်တယ်။အခုအန်စပေါ်ဆိုဂိုကလူကိုသူခတ်နေပထမရာသီမှာသူကောင်းတဲ့ကစားကွက်နဲ့တော်တော်လေးခြေစွမ်းပြပြီး injury ကြောင့်ရာသီမှာအဆင့်၅ပဲဆုံးသက်တယ်။ဒီရာသီမှာတော့ပရီးမီယာလိမှာအဆင့်၁၀ခွန် ါပေမဲ့ယူရိုပါလိမှာချန်ပီယံဖြစ်ခဲ့ပေမဲ့ချန်ပီယံလိဝင်ခွင့်ရသည့်တိုင်အောင်အန်ချိုစပတ်စကယာဒုကထုတ်ဖို့ဆုံးဖြတ်တဲ့အဓိကကလီပိုဇီရှင်မှာတမိုင်းတစ်လျှောက်အဆိုးဝါးဆုံးနဲ့ပရီးမီးယားလိမှာ22ပွဲရှုံးနေပြိုင်ပွဲဆုံးမှာ25ပွဲထိရှုံးခဲ့တဲ့အတွက်26ဝင်ပေါ့လေဂျာစပါကโอเคအန်ချ်က European Trophy အတွက်တော့ကျေးဇူးပါဒါပေမဲ့ကလပ်က မလုံလောက်ဘူးလို့ယူဆပြီးတော့ထုတ်လိုက်တယ်စပါကအခု Ange Postecoglou ကိုထုတ်လိုက်တဲ့အတွက် Daniel Levy တို့ကဩစတြေးလျနီးပြကိုဒါရောချင်းငွေ၄တန်းပေးရမယ်ဒါအပြင်ယူရိုပါလိမှာသူချန်ပီယံဖြစ်တဲ့အတွက်နောက်ထပ်အပူ၂တန်း bonus ထပ်ပေးပြီးတော့၆တန်းယူရမယ်ဆိုတော့စပါနီးပြခက်ဆက်ဆက်ကိုကြည့်ရင်ဗျာအခုဘယ်လိုပြောမလဲဆိုတော့ Antonio Conte ရှေ့မှာဒီ Nuno Espirito Santo ရှိတဲ့ ဟိုကျွန်တော်တို့စပြီးတော့ဒီဘက်နောက်ပိုင်းဆိုရင်တော့ဗျာထားပြီးစပြီးတော့ဒီမရစီယိုပိုချက်တီနို2014ကစပြီးမရစီယိုပိုချက်တီနိုဂျိုဆေမော်ရီညိုနောက်ပြီးတော့မှနူနိုအက်စပီရိုဆန်တိုအန်တိုနီယိုကွန်တီပြီးတော့အခုလက်ရှိမှာအန်ချဒီပြ9ယောက်ရှိတယ်ဆူဖလာယူပေးတဲ့ဒီပြကတယောက်ပဲရှိတယ်အဲ့ဒါကအန်ချပေါ်ဆိုခေါကလူဆိုတော့သူတို့ဒီပြထုတ်ဖို့အတွက်ကျွန်တော်စဉ်းစားလို့ရတာကမော်ရီညိုတို့ကကက်ဖိုင်နဲ့မတိုင်ခင်မှာဘုံမဆွဲနိုင်ဘူးထင်ပြီးထုတ်လိုက်တယ် အခုဘိုးဆွဲတဲ့နီးပြကြတော့လေမလုံလောက်ဘူးလို့ထုတ်တယ်ဆိုတော့ဒီခါလေးကြတော့လေထော်တန်နဲ့ပတ်သက်လို့တော်တော်လေးစဉ်းစားရခက်တယ်ဆိုတော့အခုလက်ရှိမှာ Spurs က Brentford ရဲ့နီးပြ Thomas Frank ကိုနီးပြတိတ်ခတ်မှုသူတို့တောင်းလျှောက်ကျူးပန်းနေရှိတယ် Thomas Frank ကိုဒါ Brentford ရှိကနေ Spurs ခေါ်ချင်ရင်ရောကြီးစာချုပ်ရှိတယ်ဒါပေမဲ့ Brentford က Thomas Frank သွားကြိုင်မယ်ဆိုရင်သွားကြိုင်ခွင့်ကိုမပြူဖို့အတွက်တားမြစ်ထားတဲ့အတွက်ကြောင့် Spurs ကခက်ခက်ခဲခေါ်ရမယ်ဒီနေရာမှာ Tottenham က ။ဖူအန်ရဲ့နီးပြမာကိုဆီလ်ဗာအပါဝင်ဒီအဒိုနီအီရာဝူလာရဲ့ဘုံမောက်နီးပြလည်းပါတယ်။ဒါပေမဲ့သောမက်စ်ဖရန်ကတော့ခုလောလောဆယ်ပါရေပန်းစားလည်းရှိတယ်။ So question ကထော်တန်ဟော့စ်ပါတင်ကအခုလက်ရှိ squad နဲ့အနေထားနဲ့လာမယ့်ဒီဥရောပချန်ပီယံလိဝင်ဝင်ရရင် squad ကနှစ်သိန်းစာရှိဖို့လိုတယ်။ချန်ပီယံလိမှာသူလူစုံထုတ်ရမှာပရီးမီးယားလိမှာလည်းထုတ်ရမှာယူရိုပါလိကထားတော့အရန်နေတဲ့သူတို့ကန်ပါဗျာဆိုတော့ဒီချိန်မှာစပါအနေနဲ့အန်ကိုထုတ်တာတော်တော်လေးကိုကျွန်တော်တို့သဘောမကျဘူးဗျာ အခုကဘလုံးကတေသွားတော်ဖြစ်သွားဘလုံးနဲ့ပတ်သက်လို့ရှစ်ရှစ်လေးလေးဖလားယူပြီးတဲ့52နှစ်တွင်ပထမဆုံးဖလားယူပြီးတဲ့နီးပြ16နှစ်စတိုင်ဖလားလက်မဖြစ်တဲ့အသင်းကိုဖလားရောက်အောင်လုပ်ပြီးတဲ့နီးပြကိုထုတ်တယ်ဆိုတဲ့အချက်ဆိုတော့ Tottenham Hotspur က Ange ကိုထုတ်လိုက်တယ် Ange က Tottenham Hotspur အသင်းမှာပွဲတရတပွဲကစားခဲ့ပြီးတော့ကင်တွယ်ခဲ့ပြီးတော့အခုနောက်ဆုံးမှာကလပ်နဲ့လမ်းခွဲသွားပြီးတော့ Spurs ကနီးပြအသင်းကိုစတင်ရှာဖွေနေပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်